နေအရှင်ချမ်းသာနဲ့ပြည့်စုံနိုင်ကြပါစေဓမ္မဝိဟာရရဲ့ဒီမင်္ဂလာရှိတဲ့အချိန်တို့ပဲပြောရမှာပေါ့လေချမ်းသာစေတဲ့အတွေ့အလေးတစ်ခုကတော့မိငိမ့်မှုသာအဓိကပါမိငိမ့်မှုကအဓိကဘာမီးပဲလောင်လောင်ပေါ့နော်ကိနုဟာဆိုကိမန္နံတို့နိတံပတ္တလိတေသတိ လောကကြီးထဲမှာမီးတွေဆက်သတိလောက်လောင်နေတာပေါ့ဆက်သတိလောင်တဲ့မီးကိုဘုရားကဟောထားတာရှိသလိုတပ်ပံအာထိတ်တံတဲ့အရာရာတိုင်းဟာမီးလောင်နေတယ်ဆိုတော့အထိတ်တသုတ်တံမှာလည်းဟောထားတာရှိဒါစဉ်တို့ကြည့်လိုက်တော့30ပုံဝယ်လောင်နေတဲ့အစုံရဲ့မတတ်နိုင်ပေမီးလောင်နေတယ် 32ဘုံမှာဟောက်ပြန်တဲ့မီးတွေပေါ့နော်ဝိပရိနာမကစမီးတွေကလောင်းနေတယ်ဘယ်ဘုံမှာပဲကြည်လိုက်ကြည်လိုက်မီးတွေလောင်းနေတယ်ဘယ်တတဝါတွေပဲကြည်လိုက်ကြည်လိုက်မီးဆက်တပါလောင်းနေတယ်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ခရစ်ယာန်မွတ်စလင်ဟိန္ဒူဗုဒ္ဓဘာသာဘယ်သူပဲဘယ်ဘာသာပဲဖြစ်ဖြစ်မိသေးလောင်နေတယ် ဘယ်လူမျိုးပဲဖြစ်ဖြစ်မိတွေလောင်းနေတာ30ပုံဝယ်လောင်းနေတဲ့အစုံရဲ့မတတ်နိုင်တော့ဘယ်အဆင်မဲ့ဖြစ်ဖြစ်ချမ်းသာတဲ့အဆင်မဲ့ဖြစ်ဖြစ်စင်ရဲတဲ့အဆင်မဲ့ဖြစ်ဖြစ်အဆင်တန်းမရွယ်မိတွေလောင်းနေတာကဲပြီးတော့တို့ရဲ့ခန္ဓာထဲမှာ ခွဲပြီးတော့ကြည့်လိုက်မယ်ဓာတ်၄ပါးကလည်းလောင်းနေတာရုပ်ဓာတ်၄ပါး ခန္ဓာငါးပါးတွေကလဲလောင်နေတဲ့ယုတ်နံတွေသင်္ခါရတွေအာလုံးတို့ရှုလိုက်တဲ့ခံကြတော့အချိန်တိုင်းနေရာတိုင်းမှာလောင်နေတာဇာတိမိစရာမိမရဏမိဖြစ်ခြင်းပြည့်ခြင်းပေါ်ဥပ္ပဒမိဝယမိဆိုတာတွေလောင်နေတဲ့အဲ့ဒီလောင်နေတဲ့မိကိုတချို့ကတော့မိအမျိုးအစားခွဲကြတာပေါ့အာဒီမိက အစင်မြင့်တယ်ဒီမေးကအစင်မမြင့်ဘူးဒီမေးကတော့အာတောက်ပတယ်ဒီမေးကတော့မေးမိန်နေဆိုပြီးတော့အဲ့ဒီမေးရဲ့အမျိုးအစားကို ခွဲခြားနေုံနဲ့ပဲမေးလောင်မှုကနေတော့မလွတ်နိုင်တာဒါဆိုရင်မေးဆိုတာကဖယ်မေးပဲဖြစ်ဖြစ်ပေါ့အကေဝိဆာကိုမြတ်စွာဘုရားဟောထားတာရှိတယ်တဲ့ထင်းထက်ပြီးတော့ရှုရင်တော့ ်ထင်းမီပေါ့မြက်ချောက်တွေထည့်ရင်တော့မြက်ချောက်မီပေါ့နွားချီတွေထည့်ရင်တော့နွားချီမီပေါ့ဘယ်မီမဆိုသူကလောင်းပြီးတော့ဒုက္ခဖေးမှာပဲဒါဆိုရင်တို့ရဲ့အဓိကအလုပ်ကတော့ဒီမီးအမျိုးအစားတွေကိုခွဲရမှလားမီးငိမ့်အောင်တို့လှုပ်ရမှလားဆိုတော့မဆွဲနဲ့ဘာမှငိမ့်မှုက လုံးဝအရေးကြီးနေတယ် မင်းငိမ့်ဖို့ကပဲအရေးကြီးအဲ့ဒီမင်းတွေငိမ့်တတ်ဖို့တို့မက်ခင်ရည်လို့မှာပေါ့နော်မက်ခင်ရည်အဲ့ဒီမင်းတွေငိမ့်တတ်ဖို့သီလရည်တွေတမာတိရည်တွေပညာရည်တွေလို့မယ်မင်းအမျိုးအစားခွဲနေရုံနဲ့တော့မင်းလောင်ဖို့ကနေတို့ငိမ့်တတ်နိုင်မှာမဟုတ်ဘူးအဲ့ဒီမင်းကိုအဓိကငိမ့်တတ်ဖို့ကတော့ဒီမက်ခင်ရှိပါရည်တွေလို့မယ် ဒါဆိုရင်တို့မင်းငိမ့်ကျင်နေဆိုရင်တော့တဲ့အောင်ငိမ့်မယ်တိလတိအောင်ငိမ့်မယ်သမာဓိတိအောင်ငိမ့်မယ်ပညာဒီတိလသမာဓိပညာနဲ့တို့တဲ့အောင်ရှုမယ်တိအောင်ရှုမယ်တိအောင်ရှုမယ်ဆိုရင်တော့အမေကနဲ့ရှုလိုက်တိုင်းဒုက္ခတွေတိလမယ်။အော်လောင်နေတဲ့32ပုံမှာလောင်နေတဲ့ဟာတွေကဒုက္ခမျိုးတွေပဲ ဒီဒုက္ခမီးတွေဟာသူ့တဘာဝနဲ့သူ့သဘောနဲ့လောင်နေတာဖြစ်တဲ့အတွက်ကြောင့်ငါမဟုတ်ဘူးအတ္တမဟုတ်ဘူးဆိုပြီးတော့အတ္တဆိုတဲ့မိစ္ဆာကိုလျှော့လိုက်မယ်အတ္တဆိုတဲ့သမှုတရားမိစ္ဆာကိုလျှော့လိုက်မထဲ့တော့ဘူးဆိုရင်တော့သမှုတရားတွေကိုတို့စွန့်လိုက်တာနဲ့နိရောဓဆိုတဲ့ငြိမ်းအေးမှုကိုတို့ရမှာပါ ဒါဆိုရင်မဂ္ဂရေနဲ့တို့ရှုလိုက်တဲ့အခါဒုက္ခတိသမုဒယဆိုနိရောဓငြိမ်းသွားတဲ့အခါကျတော့ဘယ်မိပဲဖြစ်ဖြစ်ငြိမ်းရင်တော့အေးမှပဲပေါ့။ဟောမြမပြေမှလောင်တဲ့မိငြိမ်းရင်လည်းအေးမှပဲ။နတ်ပြေမှလောင်တဲ့မိငြိမ်းရင်လည်းအေးမှပဲ။လူပြေမှလောင်တဲ့မိငြိမ်းရင်လည်းအေးမှပဲ။ခရိယန်တွေမှလောင်တဲ့မိငြိမ်းရင်လည်းအေးမှပဲ။မွတ်စလင်လောင်တဲ့မိငြိမ်းရင်လည်းအေးမှပဲ။ ဘယ်လူမျိုးမဆိုပါတယုတ်မီလာရင်လည်းအေးမှာပဲခလားမီတယုတ်မီငိမ့်ရင်လည်းအေးမှာပဲခလားမီငိမ့်ရင်လည်းအေးမှာပဲချမ်းသာတဲ့လူရဲ့မီငိမ့်ရင်လည်းအေးမှာပဲဆင်းရဲတဲ့လူရဲ့မီငိမ့်ရင်လည်းအေးမှာဒါဆိုရင်ဘယ်နည်းဘယ်မီကိုမှတို့ဆွဲနေဖို့မလိုပဲနဲ့အဲ့ဒီမီးကိုနှိမ့်တက်နိုင်ဖို့တို့ကြိုးစားလိုက်တာနဲ့မဆွဲနဲ့ဘာမှငိမ့်ဖို့က လုံးဝအရေးကြီးနေ။ဒါကြောင့်သူမင်းငိမ့်တတ်နိုင်မှုအတွက်ငိမ့်နိုင်တဲ့မက္ခင်ကြီးကိုတို့ရှုပွားပြီးတော့မကရှုသမှုရိယကိုဒုက္ခတိသမှုရိယစွန့်និရောဓငိမ့်အေးသွားတာနဲ့ဘာမေးငိမ့်သွားသလဲဆိုတာမေးစရာမလိုတော့ဘူး။မေးငိမ့်တဲ့နေရာတိုင်းမှာအေးချမ်းပါတယ်။မေးငိမ့်တဲ့အချိန်တိုင်းမှာချမ်းသာပါတယ်။ မင်းငိုင်းတဲ့သူတိုင်းမှာတကယ်ကိုစိတ်အေးချမ်းသာရကြပါမယ်အဲ့ဒါကြောင့်ဖာမီးလဲဆိုတာဆွဲမနေပဲနဲ့မင်းငိုင်းမှုသာအထိကဖြစ်လို့အလုံးငိမ့်တတ်နိုင်ကြပါစေ